ါရှင်ဒီညလေးမှာအမဖတ်ပေးတော့မယ့် reading လေးရကြတော့လေဒါကိုရဲ့အဆောက်ရှောက် angel လေးတွေကကိုကိုပေါ့နော်อืมဘလို့เจ้าညာလေးတွေပြောပြပေးခြင်းနေလေဗာလေးတွေတိဖို့ပေါ့နော်ကိုအဲဒါဒီကက်လေးတွေကနေဆက်သွယ်နေလဲပေါ့နော်ဒါကတော့ angel လေးနဲ့ကိုနဲ့ connection တစ်ခုကိုချိတ်ဆက်ပြီးတော့ပေါ့နော်ဒါသူတို့လေးနဲ့ energy လေးတွေချိတ်ဆက်ပြီးတော့မာကာကတ်ကလေးတွေဆွဲထားကြည့်တဲ့ခါကျတော့လေဒါအချောင်းရမျိုးစုံပါလိမ့်မှာကွာတည်လားနော်ကိုတဘူးတူတော်ရစီမဲ့အချောင်းရလေးလည်းပါလိမ့်မယ်တချို့တော့ဒီမှာဆိုရင်အခြေအနေပတ်သက်တာလေးကြီးလည်းမြင်နေရတယ်ပေါ့နော်အဲ့တော့ဘာတွေကို ပြောပြထားလဲဘယ်လိုမျိုးလေးတွေပေါ့နော်ဒါအကြံပေးထားလဲ လမ်းပြပေးတာလေးတွေရှိလဲဆိုတော့ကြည့်ကြည့်မယ်တချို့စကားလေးတွေကတော့ဒါကိုယ့်အတွက် knowledge ပေါ့နော်ဒါဘုဒ္ဓတရားစီမဲ့စကားလေးတွေလည်းပိုင်ပါမှာပေါ့နော်ဒါဆိုရင်ဒါ lighthouse oracle ကလေးရနေပေါ့နော်ဒါမှကြည့်ထားတဲ့ချိန်မှာ cornerstone ဆိုတဲ့ကတ်လေးရယ်နော် အာဓမ္မဆိုရင်ဘလစ်ဆိုတဲ့ကက်ကလီရရတယ်ပေါ့နော်ဒါကတော့အမနားလဲတယ်လို့မျိုးလေးနားလဲတယ်လို့ဆိုတော့ကဒီရလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကိုသဘောပေါက်သွားတဲ့အရာလေးကိုဒါတစ်ချက်ပြန်ပြီးတော့ sharing လုပ်ပေးတဲ့ပုံစံလေးပေါ့နော် Cornerstone um some people are distant to be a lighthouse for a lost comrade ပြောချင်တာကွာ အဲ့တော့ကိုမဘလို့နားလည်လိုက်လဲဆိုတော့อืมတချို့လူတွေပေါ့နော်တချို့လူတွေကကြတော့ကွာဘဝမှာ loss ဖြစ်နေကြတယ်ကြာရှုံးနေတဲ့သူတွေရှိတယ်အဲဘယ်လိုပြောမလဲအဲ့လိုမျိုးဖြစ်တဲ့ခါကျရင်ကွာဒီသူတို့တွေအတွက်ပေါ့နော်ဒါ ဥပမာဥပမာအနေနဲ့ပြောမယ်ဆိုရင်ကွာကိုကိုကိုကတကယ့်ကိုပေါ့နော်ပင်မန်းပြီးတော့တကယ့်ကိုလမ်းပြောင်းနေတဲ့အဆင်မပြေဖြစ်နေတဲ့ကိုတငယ်ချင်းကိုကိုကလမ်းပြပေးမယ်နော်ပြောမယ်ဆိုရင်ကခွန်အားလေးပေါ့နော်သူတို့အချဉဏ်နေပေးမယ်စိတ်ခွန်အားလေးပေးခြင်းအပြင်အာသူတို့အတွက်ကိုပေါ့နော်ဒါမိပြလိုက်လေးတစ်ခုလိုမျိုးကိုကသူတို့အတွက်ပြုလုပ်ပေးလိုက်တယ်ပြောချင်တာကတော့ဟို ဒီပေါ်တော့တော့သူတို့ကြာရှုံးနေတဲ့အချိန်မှာကိုကမိတ်ဆွေကောင်းတယောက်နေနဲ့တငယ်ချင်းကောင်းတယောက်နေနဲ့သူတို့အတွက်မွန်တာလမ်းပြမှုလေးတစ်ခုပေါ့နော်ဒါပြပေးနိုင်တဲ့သူမျိုးပေါ့ကွယ်အဲအဲ့ဒီလိုမျိုးပေါ့နော်တချို့လူတွေအဲ့လိုမျိုးလေးရှိကြတယ်ကွာဟိုတယောက်ကကြာရှုံးနေရဲဆိုရင်တယောက်က ဖေးခေါ်တယ်ဖေးမတယ်ဆွဲခုဆွဲထူပေးတဲ့သူတွေရှိကြတယ် တချို့ကြီးကြတော့လည်းအဲ့လိုမျိုးမဟုတ်ဘဲနဲ့ရှာရှုံးနေတာကိုဝမ်းသာပေးတတ်တဲ့လူတွေလည်းရှိတယ်။အဲ့ဒါတွေကတော့อืมမကောင်းတဲ့သူတွေပေါ့နော်။ကိုကတော့အဲ့လိုမျိုးမဖြစ်စင်နဲ့အဲ့လိုမျိုးကြာရှုံးနေတဲ့သူတွေရှိနေတဲ့ဆိုရင်ကိုပဝင်ကျင်မှာကိုမိဆွေပေါင်းတဲ့ငယ်ချင်းတွေမှာရှိနေတဲ့ဆိုရင်ကို့အနေနဲ့သူတို့အတွက်မိဖုရားတိုင်းလေးတစ်ခုလိုမျိုးဖြစ်အောင်လို့ကို့အနေနဲ့ရှိပေးလိုက်ပါလို့ပြောချင်တယ်နော်။ ဲ့တော့အဲ့ဒါကတော့ဒါအဓိကလေးရနေနားလည်သွားတဲ့သဘောလေးပေါ့နော်ဒါတချို့လူတွေကတချို့လူတွေအတွက်တကယ်ကိုပေါ့နော်ဒါရှိပေးကြတယ်ဆိုတော့ကောင်းနေပေါ့နော်ဒါဆက်ဆံရေးလေးတစ်ခုအဲ့လိုမျိုးလေးရတယ်ကိုတကယ်လို့အဆင်ပြေဖြစ်တဲ့ချိန်မှာလည်းကိုကိုကြီးမဲ့သူကပေါ်ပေါ်လာလိမ့်မယ်တည်လားနော်အဲဒါဒီလိုမျိုးလေးနားလည်လိုက်တဲ့ပေါ့နော် And now တခက်လေးကကျတော့ blinks ပေါ့နော် once the lighthouse is seen the rest of the sea is ignored ပြောချင်တာကွာဒီအောင်မဘာလို့နားလည်လဲဆိုတော့ဘာသာပြန်လိုက်မယ်ဆိုရင်တော့ကွာအမတို့ပင်လယ်ပြင်မှာခီးဆန့်နေအမောင်းမဲနေဒါပေမဲ့ပင်လယ်ကြီးထဲမှာမိဖရတဲ့လေးတစ်ခုကိုတွေ့လိုက်တယ်မိဖရတဲ့အလင်းရောင်လေးတစ်ခုကိုအမတို့တွေ့လိုက်တဲ့ဆိုရင်အယံအောင်အရှိသွားတယ်ဘေးပဝင်းချင်ကဘလောက်ပဲမှောင်မဲမှောင်မဲပေါ့နော်ဒါ ကွာဒီဒီဒီမှောင်မဲနေတဲ့အရာကြီးရောဗောနော်ဒါ ignore လုံးလိုက်နိုင်သည့်တိုင်အောင်မိပြတလေးကကိုတော်တော်လေးရောဗောနော်ဒါခွန်အားဖြစ်စေတယ်ဆိုတဲ့သဘောမျိုးလေးပေါ့ကွာအဲဘယ်လိုပြောမလဲအဲ့ဒါကတော့ဗောနော်အမားတို့ဗောနော်ဒါပြင်းမဲနေတဲ့အချိန်နေတစ်ခါလေးကျရင်တကယ်ဟောဗောနော်ဟိုဒါပြင်းလဲရဲ့အမှောင်တုနဲ့ဒါတင်စားလိုက်တော့နော် ကိုဘွားကြီးကမှောင်မဲနေတယ် တကယ်ကိုလမ်းပြောင်းနေတဲ့အချိန်မှာအလင်းရောင်လေးတစ်ခုခုနကပြောလို့ပေါ့နော်ဒီဟာကိုကကြာရှုံးနေတာလဲပြင်ဖြစ်လိုက်မယ်ကြာရှုံးနေတဲ့အချိန်ပေါ့ကွအဲ့လိုအချိန်မှာကို့အတွက်မိဆွေကောင်းတယောက်ကလမ်းပြမှုလေးဒါလင်းရောင်လေးလမ်းမိပြတိုက်လေးပေါ့နော်အဲ့လိုမျိုးလေးစသဖြင့်ပေါ့နော်တွေ့လိုက်ရတဲ့အချိန်မှာကိုကတကယ်ကိုစိတ်ခွန်အားတွေဖြစ်ရပြီးတော့အဲအဲ့ဒါတစ်ချောင်းနော်နောက်တစ်ချောင်းကကျတော့ဒီမှောင်မိုက်နေတဲ့ ဘဝကြီးတည်းကနေရီမန်းချက်ဆိုတဲ့လင်းရောင်လေးကိုကိုကစတင်တွေ့ရှိသွားတဲ့အချိန်မှာဒီမန်းချက်နောက်ကိုလိုက်ပြီးတော့ကိုကစူးစမ်းလာတယ်။အဲ့လိုကနေမှတစင်ကိုဘဝကြီးကဒီအမောင်အမောင်တို့ကနေအမောင်တို့ကိုလိလိရှူပြီးတော့ပေါ့နော်ဒါအလင်းရှိတဲ့စီကိုစူးစမ်းနိုင်လာတဲ့ရောက်အောင်သွားနိုင်လာတဲ့ဆိုတဲ့စိတ်တွေဖြစ်လာတယ်။အဲဒါကြောင့်ပြုချင်တာကဘဝမှာဘလောက်ပဲပေါ့နော်အခက်အခဲတွေရှိနေပါစေအမောင်တို့ကြီးတွေရောက်နေပါစေ။ ကိုယ့်ရဲ့လင်းရောင်ကိုရအောင်ရှာပါကိုယ်ဖြစ်ရှင်တဲ့အရာကိုယ်ရည်မှန်းချက်ဘလို့လျာလဲဆိုတော့ရအောင်ရှာပါရည်မှန်းချက်မရှိဘဲနဲ့မရှင်းတမ်းပါနဲ့ရည်မှန်းချက်လေးတစ်ခုထားနော်ဟာဘာဖြစ်လဲနေ့တူကလှုပ်သွားတယ်လှုပ်ပြန်လာတယ်ဆန့်ရတယ်ပေါ်တော့ဒီလိုမျိုးကြီးပေါ့နော်ဒီရီမန်းချက်မရှိဘဲနဲ့စားနေတောင်းနေအသက်ရှင်နေရရောရှင်သန်နေတာကြီးမျိုးတော့မလုံးနဲ့ပေါ့နော်ကိုပါရီဖြစ်ချင်းလဲ ကိုလှုပ်လှုပ်တာလဲလှုပ်လှုပ်တာတပိုင်းกว่าတဲ့မလားကိုရီမန်းချက်လေးလဲရီမန်းချက်လေးတပိုင်းအဲ့လိုလိုမျိုးလေးပေါ့နော်သွားမယ်ဆိုရင်အကယ်၍ကို့ဘွားကြီးကစင်ပြီမှုတွေနဲ့ကြုံရင်တော့မှကို့ရဲ့ဒီပေါ့နော်ဒါမျောလင်းချက်လေးတွေရီမန်းချက်လေးတွေကိုကိုကစူးစမ်းရင်စူးစမ်းရင်နဲ့ကို့ရဲ့ဒီအလင်းရောင်လေးကိုရအောင်ရှာလာနိုင်မယ်ရှာလာနိုင်တဲ့အခါမှာဘေးမှာရှိနေတဲ့အကြောက်တရားတွေအမှောင်ထုဆိုတဲ့အကြောက်တရားတွေ ောနော်ဒါအဆင်ပြေမှုဆိုတဲ့အရာတွေကတဖြည်းဖြည်းနဲ့လျော့ပါသွားလိမ့်မယ်။လောကလှစ်လှူရှုသွားနိုင်လိမ့်မယ်။ကိုယ့်ရဲ့လင်းရောင်လေးကိုသာရှာတွေ့ဖို့ပဲလိုအပ်တယ်ဗောနော်။အဲ့ဒါကြောင့်တခခုဖြစ်လာပြီးဆိုရင်အမှန်တရားထဲမှာပဲပိတ်မိမနေပါနဲ့။အလင်းရောင်လေးကိုရအောင်ရှာပါလို့ပြောချင်ပါတယ်နော်။ဒါကတော့အမှန်နားလည်တယ်လို့လေးပြောပြလိုက်တာဖြစ်တဲ့အတွက်ကြောင့်လေဟိုတချို့စကားလေးတွေကတော့နည်းနည်းလေးထောက်နေတာလေးတွေရှိရင်ရှိမယ်ဗောနော်။အဲ့ဒီတွင်လည်း အဲနားလေပြပါလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကိုကနော်ဥစားတစ်ခါလေးကြာရင်ကိုနားလဲတဲ့မျိုးပြောလိုက်တာကပေါ့နော်ဒါနားထောင်ရတဲ့သူဘက်မှာလည်းရှုပ်သွားတာမျိုးလေးလည်းရှိတတ်တယ်မို့လို့လေအားရကြပါနော်အဲ့တော့ဒီရလေးနဲ့ပတ်သက်ပြီးတော့အခုနားထောင်နေသူလေးတွေကလည်းနားလေတာလေးတွေရှိသွားတယ်သဘောပေါက်သွားလေးရှိရဲဆိုရင်လည်းဒါ comment လေးနဲ့ပြပြပေးလို့ရတယ်ဆွေးနွေးပေးလို့လည်းရတယ်နော် ော့နောက်တစ်ခုကကျတော့အမကဘာလေးကိုထပ်ပြီးတော့ပြောမလဲဆိုတော့ angel လေးတွေနဲ့ပေါ့နော်ဒါကနလောက်ထားတဲ့ message လေးတွေကဘာလေးပြောလဲဆိုရင် ခုနကလိုမျိုးပေါ့နော်ကိုကအမှောင်ထုတဲ့ကြားရောက်နေတာမျိုးတွေပင်ပန်းနေတာမျိုးတွေရှိတယ်ဆိုရင်တော့တဲ့နော် angel လေးရပြောထားတယ်ဒီကလေးနှစ်ကကတော့ဒါစင်တူလေးပေါ့နော် ပြောမယ်ဆိုရင်တော့อืมဘာလေးရထားလဲဆိုတော့ you are alone เนาะ but you feel someone care present your head or gently tension your back. The angels are giving you the needed hand nudge forward, accept their encouragement. ဘလို့ပြောရမလဲဒါလေးတရားတော့ဗောတယ်ကောလေစာသားလေးကတော့စာသားလေးဆိုရင်ပုံကလေးကိုပဲယဉ်ကြည့်လိုက်ကောနော်ကိုတယောက်တည်းရှိနေတယ်ဆိုပေမဲ့ကို့ဘောတော့တခုခုခံစားလိုက်ရတာဒါဒီနှစ်ခုကိုဆက်ဆက်ကြည့်မယ်ဆိုရင်ကောဒီရောက်မှဆိုရင်လည်းဗောနော်အင်ဂျယ်လေးတွေရောက်မှ ိုဘယ်လိုမျိုးလေးတွေတို့ရှိတယ်တို့တွေကိုဆောက်ရှောက်ပေးနေကြတယ်ကိုပြလဲဆိုရင်လေဒီခါလေးကြာရင်ကွာရင်ထဲမှာစိတ်ငနဲ့အေးသွားတာမျိုးလေးတွေသိတယ်မလားကြင်ငနဲ့ခံစားလိုက်ရတာမျိုးလေးတွေတခုခုကလာပြီးထိတွေ့တယ်လို့မျိုးခံစားလိုက်ရတာမျိုးလေးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေခံစားရတတ်ပါတယ်တဲ့တချို့တချို့ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့ခါကြာရင်ပေါ့နော်ဒါအင်ဂျင်လေးတွေကကိုဘယ်လိုပြောရမလဲစိတ်ခွန်အားတွေပေးနေတာကွာဒီဒီလိုမျိုး လက္ခဏာလေးတွေနဲ့ပေါ့နော်အင်ရှယ်လေးတွေကကိုယ်စိတ်ခွန်အားတွေပေးနေတယ်အဲဘယ်လိုပြောမလဲမင်းတယောက်တည်းမဟုတ်ပါဘူးတဲ့နော်ငါတို့မင်းနောက်မှာရှိနေတယ်မင်းကိုဆောက်ရှောက်ပေးနေတယ်မင်းကိုကူညီပေးနေတယ်ဆိုရဲပေါ့နော်ပုံစံလေးရင်းနဲ့သူတို့သိအောင်လို့ကိုယ်ဖြတ်ပြနေတာအဲ့တော့ကြောင့်ခါကြရင်စိတ်ပင်ပန်းနေတဲ့အခါအရန်ကိုပေါ့နော်ဒါတယောက်တည်းဖြစ်နေတဲ့အခါကျရင်တယောက်တည်းဖြစ်တယ်လို့မခံစားရပါနဲ့ပေါ့နော်သူတို့လေးတွေရှိတယ် သူတို့တွေကကူညီပေးနေတယ်ဆော့ရှော့ပေးနေပါတယ်ဒါကြောင့်မလို့ဘယ်ရောင်မှမကြောက်ပါနဲ့နော်ဒါဒီလိုမျိုးအဆောက်ရှောက်လေးတွေကကိုယ်စီမှာရှိနေတဲ့အခါကျတော့လေကိုကဘာဖြစ်ဖြစ်ကြိုးစားရရှိတာလေးကိုကြိုးစားပါတဲ့မင်းတို့တွေဒီကြိုးစားရင်ဖြစ်လာပါလိမ့်မယ်တဲ့မကြောက်ပါနဲ့ပေါ့နော်အဲ့လိုမျိုးလေးပြောတယ်ချို့လေးရတော့ဒီမှာကမှဆိုရင် separate animal လေးတွေကိုနောက်မှာရှိနေဒါကိုကိုယ်တစ်ခါကျရင်တတိမထမ်းမင်းဘူး ဲ့တော့တော့ကွာမဒါဒါဒီမှာတော့မြေခွေးပုံဆိုပေမဲ့လေလေတိလားဟိုပေါ့နော်ဟိုမြေခွေးကြီးကတော့ဒီလိုမျိုးကြီးတော့ပေါ်လာမှာမဟုတ်ဘူးပေါ့ကွယ်ဟိုပြောချင်တာတော့နီးစပ်ဆုံးပြောမယ်ဆိုရင်လိပ်ပြာလေးတွေငှက်မွေးလေးတွေငှက်ကလေးတွေအဲ့အဲ့ဒီလိုမျိုးပေါ့နော်တိလားဟိုဒီ angel လေးတွေကနေပေါ့ပေါ့နော်ကိုလိုရမယ်ကိုနှလုံးနေတဲ့ဒီအနေနဲ့ပေါ့နော်ဒီ spirit animal လေးတွေကို ပို့ပေးရပေါ့ကွာအဲဥမာလေးပြလေးတွေတွေ့ရဲဆိုရင်ဗာပဲဖြစ်အားဒါလေးတွေကတော့ကို့အတွက်ကောင်းတဲ့နမိတ်လေးတွေတော့ပေါ့နော်ဖြစ်လာတော့မယ်အဲခြေနေကတချို့ဆိုရင်အချစ်ရေးနဲ့ပြီးပသက်ပြီးပြောမှဆိုရင်ကွာအဲကိုကပေါ့နော်ဒါကိုချစ်တဲ့သူအကြောင်းကိုစဉ်းစားလိုက်တဲ့အချိန်မှာအခါကျရင်ဝေးကွာနေတဲ့သူလေးရှိတယ်လေအဲ့လိုမျိုးဆိုရင်ကိုစဉ်းစားလိုက်တဲ့အချိန်မှာ လေးပြလေးရကိုနာမှာဝဲလာတာတော့ဘာလို့ဆိုအဲဒါကိုဒါအင်ဂျယ်လေးတွေက message ပေးလိုက်တာပေါ့ကွာအာတဖက်ကိုရဲ့သူကလည်းကိုကိုသတိရနေတယ်ဆိုတဲ့အကြောင်းလေးမင်းလည်းပဲသတိရတယ်လို့သူလည်းပဲသတိရနေပါတယ်ဆိုတော့ဒီလိုမျိုးလေးပေါ့နော်ဒါ animal လေးတွေကနေတဆင့်ကိုပြုတ်ပြပေးနေဆိုတဲ့သဘောမျိုးလေးပေါ့ကွာအားကြောင့်မလို့အဲဒီလိုမျိုးလေးတွေ့ရဆိုရင်လည်းကွာဟိုမှဆိုရင်ဒီမျိုးခံစားရတယ်ပေါ့နော် အဲအဲ့လိုမျိုးစိတ်မတည်ဦးရတာတော့လေးတယ်မလားကိုးနားမှာပေါ့နော်ဆောက်ရှောက်လေးတွေရှိနေတယ်လို့လို့အဲ့လိုမျိုးလေးခံစားရတယ်အဲ့လိုမျိုးခံစားရတဲ့ခါကျရင်တော့ဒီခါကျရင်စိတ်ကြည်နူးမိတယ်ဝမ်းလဲဝမ်းသာမိတယ်ပေါ့နော်ဟိုတယောက်တည်းမဟုတ်ဘူးပင်ပန်းနေရဆိုရင်တော့မဒီလိုမျိုးလေးတွေပေါ့နော်ဒါခံစားရတဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒါအတတ်နိုင်ဆုံးတတိရှိရှိနဲ့ကြော်ဖြတ်နိုင်နေဆိုရယ်စိတ်ခွန်အားလေးရရပေါ့ကွယ် အဲ့ဒီမှာ555တချို့လေးတွေဒီရဘက်မှာ555လေးတွေလည်းခဏခဏတွေ့ကောင်းတွေ့နိုင်တယ်เนาะဒီမကြမကြတွေ့ရတတ်တယ်တကယ်လို့လည်းမတွေ့ရသေးဘူးပေါ့เนาะဒီ reading လေးပြီးနောက်ပိုင်းမှာခဏလေးလေးအဲ့ဒီ555လေးတွေတွေ့ရမယ်ဆိုရင်တော့အာကိုအနေနဲ့ big changes တွေပေါ့เนาะရောက်လာတော့မယ်ပေါ့เนาะဒါကိုစီကိုဒီလိုမျိုးဒီပြောင်းလဲမှုကြီးကြီးတွေဒါကောင်းတော့ပြောင်းလဲခြင်းတွေပဲအဲ့ဒီဥစ္စာတွေရောက်လာတော့မယ်ဆိုပြီးတော့အင်ဂျယ်လေးတွေကကိုကိုဒါ sign တစ်ခုအနေနဲ့ ပြတယ်ဆိုတဲ့သဘောလေးပေါ့နော်အဲ့လိုမျိုးလေးတွေပြောနေတာလေးတွေကိုတွေးရတယ်အဲ့တော့ဒါကတော့ angel လေးနဲ့ပေါ့နော်ဒါ connect လုပ်ပြီးတော့ရလာတဲ့ message လေးတွေပေါ့နော်တော့တယောက်တည်းမဟုတ်ဘူးသူတို့လေးတွေဆောက်ရှောက်ပေးနေတယ်ဆိုတာကိုဒါအမြဲတမ်းမှတ်ထားပြပါဆိုရင်ပြောထားတယ်ပြီးတော့မှတ်ရထားတာလေးဒီလားဒီအချီရင်းနဲ့ပတ်သက်ပြီးလည်းနည်းနည်း message ရထားတယ်ဘလို့ message မျိုးလဲဆိုတော့အချီရင်းကတော့တချို့ energy ကိုက်ရင်ကိုက်လိုက်မယ်ခွာတိလားတချို့လေတွေနည်းနည်းအချီရင်းမှာ ဘယ်လိုပြောရမလဲကြောက်တရားတွေနဲ့ပေါ့နော်ဟိုဘယ်လိုပြောရမလဲကွာဥပမာပေးမဆိုရင်ဒီမှာဆိုရင် mind games ပေါ့နော် manipulation gaslighting နော်ဒီမှာဆိုရင် scare tactic tactic အဲ့တော့အဲ့တော့အမဘယ်လိုနားလည်လိုက်လဲဆိုဒီမှာဒီမျိုးသမီးอ่ะဆိုရင်လဲသူကလုံးဝကြီးကိုလမ်းမှိုင်ချပြီးတော့မှိုင်ထွေနေပြီးမျက်နှာကလည်းမကောင်းဘူးပေါ့နော်ဒီဘက်ကမျိုးသားကြပြန်တော့လဲ ဒါမှဆိုရင်ဒါမှ lipstick evidence တန်တော့ဒါမှဟိုနှကန်းနေရာတွေနဲ့နော်ဒီလားပြောချင်တာကတော့ဒီနှစ်ခုအမမြင်လိုက်တဲ့ချိန်မှာတစုံတစ်ယောက်ကတော့ဖောက်ပြန်နေတယ်နော် cheating လုပ်နေတာကိုဒီမျိုးသမီးကထားပါတော့ကွာဒီမျိုးသားဒီမျိုးဖောက်ပြန်နေတာကိုဒီမျိုးသမီးကမိသွားတယ်ပေါ့နော်မိသွားတဲ့ခါကျတော့သူ့အနေနဲ့ပင်ပန်းနေတယ်ဒါပေမဲ့တခုရှိတာဒီမျိုးသားကသူဖောက်ပြန်တာကို သူမှန်သူမားတယ်လို့သူကသူ့ကိုသူမယူဆအောင်ဘာလို့လဲဆိုတော့ဒီမျိုးသမီးကြောင့်ဒီမျိုးသမီးကသူ့ပုံမှာဒီလိုမျိုးတွေပြုမှုလို့ဒီလိုမျိုးမဟုတ်ကွာကိုကသူ့ကိုဂိမ်းဆိုင်လို့ဂိမ်းဆိုင်လို့ဆိုတာကဘယ်လိုပြောရမလဲခီးရောဆိုင်ပါဒါပေမဲ့သူလိုချင်တော့တဲ့အထိပေါ့နော်အဲ့လိုမျိုးရမရှိဘူးကို့ပုံမှာဘယ်လိုပြောရမလဲကွာသိရမလားဟိုစိတ်ခံစားချက်တွေအဲ့လောက်မရှိတော့ဘူးပေါ့နော်သူတို့အနေနဲ့ကို့ပုံမှာစိတ်ခံစားချက်တွေတိတ်မရှိတော့နည်းနည်း ပြန်ရိုက်ပြောမစပြင်းလာ ਈ ပေါ့ကွာတိရမလားအဲ့လိုမျိုးအခြေအနေမှာ तू อ่ะဒါမင်းငါ့ကိုဒီလိုမျိုးလှုပ်လို့မင်းငါ့ကိုဒီလိုမျိုးတွေယူမဆိုင်လို့ငါတခြားမှာတော့ပြီးတော့ဒါရမိရဲ့အဲ့လိုမျိုးပေါ့နော်မင်းငါ့ကိုဒီလိုမလှုပ်ပေးတော့ငါငါ့ကိုလှုပ်ပေးတဲ့သူစီမှာငါနေမိတယ်ဒါရမိရဲ့အဲ့အဲ့ဒီလိုပုံစံမျိုးတွေပေါ့နော်ဖြစ်အောင်လို့ကိုယ်ဖန်တီးတာတိလား ပြရမလားကွာသူ့ပြစ်သူကိုကိုက evidence တွေနဲ့ဒီတက်တင်တဲ့တော့ကမိတာတော့မှာကွာအဲ့ဒါကိုမဟုတ်ဘူးငါဒီလိုလုပ်တာနင်းချောင်းဆိုတဲ့ပုံစံမျိုးနဲ့ကိုယ်ကို စိတ်ထန်ရာတွေပေးတယ်အကြောက်တရားတွေထဲတယ်အဲ့လို relationship တွေတချို့တွေကြုံနေရလိမ့်မယ်တချို့တွေကြုံနေရတဲ့သူလည်းရှိတော့ကြုံပြီးသားတွေလည်းရှိလိမ့်မယ် ဒီဒီလိုမျိုးမှခံစားမိတာပေါ့နော်ဒီဒီဒီကတ်ကလေးတွေအရာပေါ့နော်အဲ့တော့အဲ့လိုမျိုးခံစားမိတဲ့ energy မှာ guidance message နေနဲ့ဘယ်လိုမျိုးလေးတွေသွားရမလဲဆိုတာကိုအမထပ်ကြည့်ပေးရတဲ့အခါကျတော့ကိုကအခုချိန်မှာပေါ့နော် ကိုရတစ်ဖက်လူကကိုကိုဒီလိုမျိုးတွေပြောတဲ့အခါကျတော့ကို့အနေနဲ့အာငါဟုတ်ငါပဲမှားွားပြီလားငါအပြစ်တွေကြောင့်ဒီလိုမျိုးဖြစ်တာလားသူဖောက်ပြန်တာငါအပြစ်တွေကြောင့်လား ငါမသူ့ပေါ်မှာဒီလိုမျိုးတွေမကောင်းမီလို့လားသူ့လိုလိုချင်တဲ့လောက်ကိုငါမပေးနိုင်ခဲ့လို့လားဆိုတော့အဲ့လိုမျိုးအပြစ်တင်စိတ်တင်နေကိုက chase လုပ်မိနေလိမ့်မယ်သူ့ကိုလိုက်နေမယ်တိရအကြောက်တရားတွေနဲ့ကွာတိရမသူထွက်သွားမှာငါဒီလိုမျိုးတွေလုံးမီလို့နေထွက်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့အကြောက်တရားတွေနဲ့ကိုကသူ့ကိုလိုက်နေမိတယ်ပေါ့နော်အဲ့လိုမျိုး energy တွေချို့တွေရှိနေတယ်နော် ဲ့လိုမျိုးနေခံစားနေရတယ်ကွာတိလားအမဒီကက်လေးကိုဖတ်လိုက်တဲ့အချိန်မှာလေအဲ့တော့အင်ဂျယ်လေးကတော့အဲ့လိုမျိုးတွေပေါ့နော်ချေးစလုံးနေမိတာကိုကိုကိုအပြစ်တင်စိတ်တွေနဲ့ရှိနေရဲဆိုရင် no 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 လုံးဝမဟုတ်ပါဘူးနော်မြင့်စီမှာအပြစ်မရှိဘူးအပြစ်ရှိတာသူ့စီမှာပဲရှိတာဖောက်ပြန်တဲ့သူ့စီမှာပဲအပြစ်ရှိတာမင်းဒီလိုလှုပ်လို့သူဒီလိုလှုပ်တာမျိုးမဟုတ်ဘူးသူကလှုပ်ချင်လို့လှုပ်တာတိလား အဲ့အတွက်ကြောင့်ကိုကိုကိုအပြစ်မတင်နဲ့နော်ကိုကိုကို healthy choice ပဲရွေးချယ်ပါဒီလိုမျိုးအခြေအနေကြုံနေရတယ်ဆိုရင် healthy choice ပဲရွေးချယ်ပါကိုကိုကိုချစ်ပါကိုကိုကိုတန်ဖိုးထားပါကိုကိုကိုဂယူဆိုင်ပါနော်အဲ့လိုမျိုးအင်ဂျင်လေးတွေကကိုဒါ message ပေးထားတယ်အဲ့တော့ကိုဖြစ်ချင်တဲ့အရာတွေကိုကိုရအောင်လုပ်ခုနကပြောလို့ဘလောက်ပဲမှောင်မိုက်နေပါစေ ကို့အတွက်အလင်းရောင်ကိုကို့ဘာသာကိုရအောင်ရှာဒီလင်းရောင်လေးနောက်ကိုလိုက်ပါနော်တဖြည်းဖြည်းနဲ့တိုးတက်လာပါလိမ့်မယ်ပြီးွားရင်ဒီအเจ้าရကြီးကနေပြီးတော့မှလေမူဖုန်နိုင်အောင်လို့စူးစမ်းပါရှေ့တော့ပဲဆက်ပါဒီ relationship ကြီးမှာဒီကြောက်စရာကောင်းတဲ့တူပေါ့နော်ဒီလိုမျိုး toxic ဖြစ်လို့နဲ့ relationship ကြီးမှာအပိတ်မိမခံနေပါနဲ့ကိုကိုကိုတတိရှိရှိနဲ့ဒါရှေ့ဆက်ပါရင်ဆိုင်မှာကိုကိုကိုချစ်ပြီးတော့တံမိုးထားပြီးတော့ ခြေဆက်ပါဆိုပြီးတော့ဒါပြောထားတယ်ပေါ့နော်ခြေဆက် energy မှာပဲပြိမ့်မနေပါနဲ့ဆိုပြီးတော့ဒါ message ပေးထားတယ်ပေါ့ကွအဲ့တော့ဒါလေးကတော့ angel လေးတွေရဲ့ message လေးတွေကိုပြောပြရင်းနဲ့ပေါ့နော်ဒါအခြေအနေနဲ့ပတ်သက်ပြီးတော့ရထားတာလေးတွေရှိတဲ့အတွက်ကြောင့်အမကအခြေအရေးကိုပါထည့်ပြီးတော့ဒေချာလေးပြောပြပေးပါတာဖြစ်တယ်တချို့လေးတွေ energy ကိုက်ညီတဲ့သူလေးရှိတယ်ဆိုရင်ခုနကအမပြောသလိုကိုအပြင်းမဟုတ်ပါဘူး ဖောက်ပြန်တဲ့သူမှသာအပြစ်ရှိတာပါသူတို့အပြစ်သူတို့မသိဘူးဆိုရင်သူတို့ကိုလှထားပေးလိုက်ပါကိုကတော့ကိုကိုဂယူးဆိုင်ပြီးတော့ကိုကိုချစ်ပြီးတော့ရှေ့ဆက်ဖို့သာလိုတယ်ကိုကိုကိုအပြစ်တင်စရာမလိုကို့မှာဘာပြစ်မှမရှိဘူးเนาะအဲ့ဒါလေးကိုမှတ်ထားပေးပါတခုပင်မခက်ခဲနေတယ်ဆိုရင် ကိုစီမှာအင်ဂျင်လေးတွေရှိတယ်ကိုကိုဆောက်ရှောက်ပေးနေတယ် ို့အတွက်ကောင်းသောပြောင်းလဲခြင်းတွေရရှိလာဖို့အတွက်သူတို့တွေကကိုယ်ကိုစိတ်ခွန်အားတွေပေးနေရဲဆိုတာကိုလည်းပဲမမေ့ပါနဲ့လို့ပြောချင်ပါတယ်နော်။ကဲ reading လေးကတော့ဒီလောက်ပါပဲအမကတော့ oracle message ဆိုရင်စကားလေးတွေနဲ့နည်းပြောတာများတယ်လို့ reading လေးနဲ့ရှင်းပါတယ်။အခုလိုမျိုးအဆုံးအထိနားထောင်ပေးတဲ့အတွက်တို့တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်။နောက် reading လေးတွေမှာလည်းထပ်တွေ့ကြမယ်နော်။ နားထောင်ရတာအဆင်မပြေတာမျိုးလေးရှိတယ်ထောက်ပြချင်တာလေးရှိတယ်ဆိုရင်လည်းကွန်မန့်လေးတွေနဲ့ရေးပြီးတော့အမအကိုထောက်ပြပေးလို့ရပါတယ်နော်အဲတချို့လေးတွေကျတော့ဘလိန်ချင်ကြရတယ်လေဘလိန်နဲ့သူလေးတွေကတော့လည်းဘလိန်ပါစီပေါ့နော်ထောက်ပြချင်တဲ့သူလေးတွေကတော့ထောက်ပြပေးဖို့အတွက်ဒါအမကအဲ တောင်းဆိုခြင်းနဲ့ပေါ့နော်ဒါတချို့အရာလေးတွေမှာလည်းပြောတာဆိုတာလေးတွေတိတ်အဆင်မပြေရမျိုးလေးရှိတတ်တယ်လေအလုံးစုံကောင်းနေတာလည်းမဟုတ်ဘူးဟုတ်တယ်မလားလူဆိုတာဟုတ်တယ်လောအပ်တာတွေလည်းရှိမှာပေါ့အဲ့ဒါလေးတွေတွေ့ရဆိုရင်တော့ထောက်ပြပေးလို့ရပါတယ်လို့နော်ကဲကျေးဇူးတင်ပါတယ်အားလုံးပဲစီပါရှင်ဘိုင်ဘိုင်